ြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်ကဦးစီးပြီးကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုတရားမျှတမှုကင်းမဲ့ရုံသာမကပဲဒေသတွင်းမတည်ငြိမ်မှုတွေနဲ့ဖိနှိပ်မှုတွေကိုပိုပြီးဆိုးရွားသွားစေလိမ့်မယ်လို့ကုလသမဂ္ဂအလို့အခွင့်ရေးဆိုင်ရာအရာရှိတွေကသတိပေးပြောကြားခဲ့ပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်ကစပြီးအတုံးလိုက်ကျင်းပမယ်လို့စစ်ကောင်စီကကြေညာထားတဲ့ရွေးကောက်ပွဲဟာ NDA များပြီးဒီမိုကရေစီစံနှုန်းတွေကင်းမဲ့နေတယ်လို့လူမှုအပေါ်ဖိနှိပ်မှုတွေကိုပါပိုပြီးဆိုးရွားသွားစေနိုင်တယ်လို့ ုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာမဟာမင်းကြီးယုံ OACHR ရဲ့ပြောရေးဆိုခွင့်ရအရာရှိ Jeff Mee Lawrence ကထောက်ပြသွားခဲ့ပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာသတင်းထောက်တွေနဲ့တွေ့ဆုံတဲ့အခါမှာ Lawrence ကမြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဆိုတာချင်းချောက်မှုတွေအကြမ်းဖက်ရန်လိုမှုတွေနဲ့ပြည်နေတယ်လို့ဝေဖန်သွားခဲ့ပါတယ်။တကယ်တမ်းမြန်မာနိုင်ငံမှာဦးစားပေးရမယ့်ကိစ္စကရန်လိုတက်ခိုက်နေမှုတွေကိုအဆုံးသတ်ပြီးလူသားချင်းစာနာမှုအထောက်အပံ့တွေပြန်လည်ဝင်ရောက်ခွင့်ရရည်ဖြစ်တယ်လို့သူကထောက်ပြသွားပါတယ်။ ဒါ့အပြင်ဗန်ကောက်မြို့မှာရှိနေတဲ့ OACHR ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနခွဲအကြီးအကဲ Jerus Harbor ကတော့မြန်မာပြည်သူတွေဟာစစ်တပ်ကအာဏာမဲပေးဖို့စေခိုင်းတာတွေနဲ့ဒေါ်လာရေးအင်အားစုတွေကမဲမပေးဖို့တားမြစ်တာတွေကြောင့်ကြားညက်တယ်လို့ဖြစ်နေရတယ်လို့မှတ်ချက်ပေးသွားခဲ့ပါတယ်ရှင်။